ကဲဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်ညွှန်းညွှန်းနေတဲ့ iPhone 13ကိုဝယ်မယ်ဆိုတော့ iPhone 15ကိုပဲဝယ်လိုက်ပါဆိုပြီးတော့တောက်လျှောက်ညွှန်းနေကြတာဗောနော်ဒီနေ့မှဆိုလို့ရှိရင် iPhone 15လေးရဲ့ loud tone review လေးကိုကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်အားလုံးမင်္ဂလာပေါင်းနေပြည့်စုံကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့ အာဒီ Apple Premium Second Pro တွေကိုရောင်းတဲ့ Isaiah 3K လေးကိုကျွန်တော်တွားရောက်ပြီးတော့ကြည့်ပစ်ခဲ့တာပေါ့နော်။ဒီဆိုင်မှာသလို့ရှိရင်အဓိကဘာလို့ရမလဲဆိုလို့ရှိရင်ကိုက iPhone နဲ့ပတ်သက်ပြီးတော့စိတ်ချယုံကြည်စွာနဲ့အယောင်းဝယ်အလဲထက်လှုပ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးစရအစီအပြောင်းလုပ်လို့ရတယ်။အဓိကအဖြစ်တော့ iPhone ဆိုလို့ရှိရင်လည်းသူက Second Man မဟုတ်ဘဲနဲ့အစ်စ်တွေဘာလည်းမှားပြီးတယ်ပေါ့နော်။ဆိုတော့အကြောင်းစိတ်ချယုံကြည်စွာနဲ့လုပ်လို့ရတယ်။အဓိကတော့ iPhone ဆိုတာထက် Apple product တွေတော်များရမှာပေါ့နော်။တစ်ချက်လောက်တော့ဒါတွားရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရတယ်ဆိုတော့အကြောင်းလေးကျွန်တော်အတိအပေးချင်တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆက်ပြီးတော့ ကြည့်လိုက်အောင်အားလုံးပဲမင်နာပေါင်းနဲ့ပြည့်စုံကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် iPhone 15လေးရဲ့ long term review လေးကိုကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်တယ်လွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်လိမ့်မယ်ကျွန်တော် iPhone 15လေးရဲ့ full review လေးကျွန်တော်တင်ပေးထားတာရှိရယ်မကြည့်ရသေးဘူးဆိုတော့ကျွန်တော်အမှ video list ထဲမှာတော့ရှာပြီးတော့ကြည့်လို့ရတာပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့ long term review လေးကိုကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်တယ်ဘာလို့ကျွန်တော်ဒါလေးကိုလုပ်ဖို့ idea ရသွားလဲဆိုတော့ iPhone 13မဝယ်တဲ့သူတွေအနေနဲ့ iPhone 14ကိုပဲဝယ်ရမှာလား iPhone 15ကိုပဲဝယ်ရမှာလားဆိုပြီးတော့ဇွေဇွာဖြစ်နေတဲ့သူတွေများတဲ့အတွက်ကျွန်တော်ဒီနေ့မှာ iPhone 15လေးကိုလုတ်ဖို့အတွက်ခေါင်းထဲမှာ idea လေးပေါ်လာတယ်လို့ပဲပြောရမှာပေါ့နော်ဒီနေ့ review unit ကျွန်တော် support လုပ်ထားပေးထားတာကတော့ pro second နေပြီးတော့ review unit support လုပ်ထားပေးတာဖြစ်ပါတယ် review unit support လုပ်ပြီးတဲ့အတွက်လည်းကျွန်တော်ကကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးပြမဖို့အတွက်ကိုတော့ကုညီပံမိုးပေးထားတာကတော့ Isaiah 3K Second Apple Premium Product တွေကိုရောင်းတဲ့ဆိုင်အနေပြီးတော့ ဗီဒီယိုလေးဖျက်မြအောင်ဗမိုးကူညီပေးထားတာဖြစ်ပါတယ်ဗီဒီယိုလေးဖျက်မြအောင်ကူညီဗမိုးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီလေးအခုပဲစရိုက်တာပေါ့ iPhone 15 iPhone 15လို့ပြောလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကင်မရာဇောင်းကန်းဒီဇိုင်းလေးတွေရဲ့နောက်ဆုံး generation လို့ပြောရမှာပေါ့။ဘာလို့လဲဆိုတော့ iPhone 16ကနေစပြီးတော့သူက downgrade ဖြစ်သွားရေးဆိုတော့လေအခုဒီအထိပဲအဲဇောင်းကန်းဖြစ်တယ်လို့ပဲပြောရမှာပေါ့ဗျာ။ဆိုတော့ iPhone 15ကိုရွေးတင်လာ ပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ရွေးတဲ့နယ်လို့တော့ထင်တယ်။ဘာလို့လဲဆိုတော့ကိုယ် proceed တွေပါမကင်ထားဘူးဆိုလို့ရှိရင်ဒီကောင်တော်တော်လေးကို fail ဖြစ်တဲ့အနေအထားတစ်ခုမှရှိရလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။အကြောင်းမလို့ရွေးမယ်ဆိုလို့ရှိရင်တော့ရွေးတဲ့နယ်လို့ကျွန်တော်ကတော့ထင်တယ်။ design ဘိုင်းနဲ့ language ဘိုင်းနဲ့ပဲစာရေးပြောရမယ်ဆိုလို့ရှိရင်တော့ design ကတော့ iPhone 13နဲ့ဒီပုံစံပဲတုံးလာတာဆိုတော့ဒီကောင်မှလည်းဒီပုံပဲ။ဘာမှတိတ်ပြောင်းလဲတော့တာမရှိဘူးပေါ့နော်။အဲအရောင်လေးတွေပြောင်းတယ်၊ color texture လေးတွေလည်းပြောင်းတယ်၊လောက်ဝဲပြောင်းတယ်ဆိုရင်ပဲ overall round ကပြန်ခြုံပြီးတော့ ကြည့်ရမယ်ဆိုလို့ရှင်တော့ဒီ design language DN တွေပဲလို့ပြောလို့ရတယ်အကြောင်းမလို့ကို iPhone တစ်လုံးကိုအဝေးရကြည့်ရနဲ့တန်းပြီးတော့ကင်ထားမှန်းသိတာကျင်တယ်ကြွားကျင်တယ်ဆိုလို့ရှင်တော့အဆင်ပြေတယ်ဒါပေမဲ့ဘယ်နေရာမှာအဆင်မပြေဘူးလဲဆိုတော့ကို iPhone 13လား14လား15လားပြကြည့်နေအခါကျရင်တော့အဲအနောက်ဘက်ကဒီဇိုင်းကိုပဲကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုတိုင်ပတ်တယ်လို့ကျွန်တော်ကမြင်တယ်ပေါ့နော်အကြောင်းဒီနေရာမှာကိုက iPhone ကိုပို့ပြီးတော့နောက်ဆုံးပုံကိုကင်ထားတဲ့ဟာလေးကြွားကျင်နေဆိုရင်တော့တိတ်ကြွားလို့အဆင်မပြေဘူးလို့ပဲပြောရမှာပေါ့နော်အဲချောလားဆိုတဲ့ဘက်မှာပြောရမယ်ဆိုတော့ဒီဖုန်းက အရန်ရဲ့မျိုးချောနေရမျိုးတော့မရှိဘူးလက်ထဲမှာကန်ရတာတော်တော်လေးကို comfortable ဖြစ်တယ်ကြည့်ရလေလေတော်တော်လေးကိုရှိတယ်လက်ထဲမှာကန်ရတာတော်တော်လေးကိုတက်တောင့်တတာလေးလည်းဖြစ်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့နောက်ဘက်က glass ကလည်းအဲ့လောက်ကြီးချောနေရမျိုးမရှိရတဲ့အတွက် cover မတက်ဘဲကင်မယ်ဆိုလို့ရှင်လည်းအစင်တော့ပြည်တယ်ဒါပေမဲ့ iPhone ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ cover လေးတက်ကင်မှုတော့ကို recommend အပြည့်ဝ ပေးကြတယ်ဗောနော်ပြီးသူရဲ့ဘေးပေါင်နေဆိုလို့ရှိရင်တော့အလူမီနီယံနဲ့လုပ်ထားပြီးတယ်ပြန်ပေါင်းပြီးပြောရမယ်ဆိုလို့ရှိရင် design language ပိုင်းတော်တော်လေးကိုအဆင်ပြေတယ် weight ဆိုလို့ရှိရင်လည်းဒီကောင်က180ကျော် gram လောက်ပဲရှိရဗောနော်အဲ့လောက်ပဲရှိရအနေထားမှာဆိုလို့ရှိရင်ဒီဖုန်းကတော်တော်လေးကိုပေါ့တယ်လို့လည်းပြောလို့ရတယ်အခုလိုမျိုးခင်မှာဖုန်းတွေကအပြိုင်ဆိုင်လေးနေကြတဲ့ခင်မှာဆိုလို့ရှိရင်တော့အခုကျွန်တော်နည်းပြန်ပြီးတော့သူတို့ပေါ့ဖို့တက်ကို စ조사နေပေါ့ဒါပေမဲ့လေးနေသေးတယ်ဆိုတော့ခင်မှာဆိုလို့ရှိရင်ကောင်လေးကတော်တော်လေးကိုပေါ့ပါလေးနဲ့အစင်ပြေလို့ပဲပြောရမှာပေါ့နော်ဆိုတော့လက်ထက်မှာကိုင်းတာတော်တော်လေးကိုမိုက်တယ်လို့ကျွန်တော်ကပြောချင်တယ်အရှိပကတ် display ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူက6.1 inches အကျယ်ရှိတယ်ဒီ Super Retina HDR OLED display ကိုတုံးထားပြီးတယ် 120Hz မရဘူး 60Hz တခုပဲရတာပေါ့နော်ဒါကတော့ဘလို့မှအစင်ပြေစရာမစင်လည်းမပြေဘူးပေါ့နော်အစင်လည်းပြေစရာအကြောင်းမရှိဘူးလို့ကျွန်တော်ကတော့ပြောချင်တယ် ပြော HDR10 တို့ Dolby Vision တို့ဒါတွေအကုန်လုံးရတယ် P-brightness ကလည်းပွင့်လင်းပြောရမယ်ဆိုတော့နည်းနည်းလေးတော့နည်းတယ် P-brightness ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း2000 nits တိသူကထည့်ထားပြီးတယ်ပေါ့နော် Display ကဒီတိုင်းအပေါ်ရန်လေးပဲဖြတ်ကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်အဆင်ပြေတယ်ဘာလို့လဲဆိုတော့ तू က Dynamic Island နဲ့ဖြတ်သွားတယ်လေအစားတော့က ဒီ notch ကနေပြီးတော့ဒါနမှ island ဖြစ်သွားတာလည်းတော်တော်လေးအဆင်ပြေသွားတယ်ပြီးတော့ဘေးပေါင်ပစ္စည်းတွေတော်တော်လေးကျင်းတယ်အပေါ်က full hat ကလည်းဒါနမှ island ဖြစ်သွားတဲ့အတွက်အဆင်ပြေတယ်အောက်ဘက်ကချင်းရတယ်တော်တော်လေးကျင်းလာပြတဲ့အတွက်ဒီတိုင်းဖြတ်ကြည့်မယ်ဆိုရင်တော့ display panel quality ကတော်တော်ကောင်းတယ်ဒါပေမဲ့120 years မရဘူးဆိုတာကြီးကတော့ဘလို့မှလက်ခံနိုင်ကြအခုချိန်ဒီကိုကျွန်တော်ရှိနေတယ်လို့မမြင်ဘူးပေါ့နော်ဒါကိုတော့ကျွန်တော်တော်တော်လေးအပြစ်ပြောခြင်းနဲ့ပြီးတော့သူကတော့ under display fingerprint တော့မပါဘူးထုံးတဲ့နိုင်မဲ့သူ face ID နဲ့ပဲလာမယ်ပေါ့နော် face ID ကလည်း accurate ဖြစ်တယ်မြန်တယ်ဒါပေမဲ့ island နဲ့ဖြစ်တဲ့အတွက်အဆင်ပြေတယ်ဒါပေမဲ့လေ ကျွန်တော်အဲ့ Dynamic Island နဲ့ City Hash နေရာကျတော့ Brotherland Dandelion ဖြစ်နေတယ်လို့ကျွန်တော်ခံစားရတယ်။အရင်ကြီး smooth ဖြစ်နေတာမျိုးမတွေ့ရဘူးပေါ့နော်။ကိုက Face ID ဖတ်လိုက်တဲ့အချိန်ကျလို့ရှိရင်လည်းဒီ120 Hash ပါတဲ့တခြား Pro Series တို့ပါတော့မှာဆိုလို့ရှိရင်အရင်မြန်မျိုး flat flat ဆိုပွင့်သွားတာကနေဒီကောင်ကကျတော့လေးလေးပမင်းနဲ့လေးပင်ဆွဲကန်ပြီးတော့ဟို slot ကြီးဖုံးတုံးနေတယ်လို့လေးနေအဲ့လိုပုံစံမျိုးကြီးဖြစ်နေတာကြီးကတော့တိတ်တော့အဆင်မပြေဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်။ဒီပိုင်းမှာတော့နောက်ပိုင်း iPhone စံပြီးတော့ကနေစပြီးတော့ 120 yesterday ပါမယ်ဆိုတော့အများကြီးပို့ပြီးတော့ဝမ်းသာမိမှာပေါ့နော်ဒါမဲ့လည်းခုချိန်ဒီလဲဒီ16မှာလည်းမပါသလို 16e မှာလည်းမပါဘူးဆိုတော့တိတ်တော်မျောလင်းထားတာမကောင်းလို့ပဲထင်ပါတယ်ပေါ့နော်ပြီးသူ့ရဲ့ happy mode တော့မှတ်ပြပြောစရာမရှိဘူး iPhone ဖြစ်တဲ့အတွက် share ပဲပေါ့နော်ဒီဘိုင်းမှာတော့တကယ်ကောင်းတယ်ပြီးသူ့ရဲ့ speaker ဘိုင်းကိုကြည့်မယ်ဆိုလို့ရှင်လဲ stereo speaker ကိုသုံးထားပေးတယ်အမ်ကျဲတယ် မိုက်တယ်ကောင်းတယ်ဟိုစူလာပါရယ်လည်းမရှိဘူးပေါ့နော်စပီကာဘိုင်းမှာတော့ကောင်းတယ်လို့ချီးကျူးခြင်းနဲ့အတန်ထွက်ကတော့အောက်ဘက်ကသူက60လောက်ထွက်တယ်ပေါ်ဘက်က40လောက်ထွက်တယ်လို့ပြောလို့ရတယ်ပြန်ပေါင်းပြီးပြောမယ်ဆိုရင်အာဒီအတန်ထွက် quality ကတော်တော်လေးကိုညီပြီးတော့ကောင်းတယ်လို့ကျွန်တော် recommend ပေးခြင်းတာပေါ့နော် battery bank ကိုကြည့်မယ်ဆိုလို့ရှင်တော့ battery ကသူက3000ကျော်ကျော်လောက်ပဲပါတယ် battery ကိုထည့်ထားပြီးအတိအကျတော့ကျွန်တော်ကစာတန်းထိုးပေးထားတယ်အဲ့လောက် battery ကိုသူကထည့်ထားပြီးတယ် battery အနေထားကဘယ်လိုနေလဲဆိုလို့ရှင်တော့အာ 60s ဖြစ်လို့လာတော့မသိဘူးအားတော်တော်ခံတယ် မျိုးလုံးနဲ့မြောင်ပြောရမယ်ဆိုမနေ့ခွန်နာလောက်ကနေ100%အပြည့်သွင်းပြီးသုံးမယ်ဆိုရင်ညနေ4နိုင်5နိုင်လောက်ဆိုလို့ရှိရင်အားဘယ်လောက်ကျန်လဲဆိုတော့တခါတလေ45တခါတလေ50အဲ့လောက်ကျန်တယ်ပေါ့နော်အဓိကအပြင်တော့ဒါကဟို 120Hz မပါတာကြောင့်လည်းဖြစ်နေတယ်သူတို့ပြောတဲ့ promotion display ပေါ့ဗျာ promotion display မပါတာကြောင့်လို့ပြောလို့ရတယ် 60Hz နဲ့ပဲတောက်လျှောက် run နေတာဆိုတော့အရင်ကြီးအားအဲ့လိုမျိုးကြီးစားမနေဘူးပေါ့နော်အကြောင်းအားတော်တော်လေးတော့ခံတယ်ဒါပေမဲ့အမြင်သွင်းမယ်ဆိုလို့ရှိရင်တော့စိတ်ညစ်စရာပိုင်းလေးနဲ့ပါလေးစလာပြီပေါ့နော်အဓိကအပြင်ဆိုလို့ရှိရင် तू က အမြင့်ဆုံးဒီ20ဝက်လောက်ဒီပဲ support ပေးတယ်20ဝက်ဒီပဲ support ပေးတာကြတော့အခုခေတ်နေထားနေတာဘယ်လိုမှအဆင်မပြေဘူးပေါ့နော်0 to 100အပြည့်အသွင်းမို့ဆိုလို့ရှိရင်ကျွန်တော်တို့စမ်းကြည့်တော့တနားရီ15လောက်ကြာရပါပေါ့နော်ဒီအရကြီးတော့အရင်ကြီးစိတ်ချမ်းသာကြမကောင်းဘူးဒါပေမဲ့တစ်ခုကောင်းသွားတာဒီကောင် type C ဖြစ်သွားတာပေါ့နော် lightning မို့တော့ပဲ ਨੇ type C ဖြစ်သွားတာတော့ကိုကဘယ်အသွင်းညွှန်းနေပဲတွင်းတွင်းတော်တော်လေးအဆင်ပြေသွားတာဖြစ်တဲ့အတွက်ဒီဘက်မှာတော့အာအစိုးရအကောင့်ချီးကျူးမယ်ဆိုလို့ရှိရင်ချီးကျူးရရတယ်ဆိုတော့နေသားမျိုးလေးတစ်ခုမှာတော့ရှိရလို့ပဲပြောရမှာပေါ့နော် ော့သူ့ရဲ့ performance ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်က performance ကတော့မဆိုးပါဘူးတော်တော်လေးကိုတော့ကောင်းတယ်လို့ပြောလို့ရတယ်။သူက A16 bionic chip ကိုတုံးထားပြီးတယ်။ A16 bionic chip ကိုတုံးထားပြီးတာဖြစ်တဲ့အတွက် performance ကတော့ဘာမှအပြည့်ပြောစရာမရှိလောက်အောင်ကိုတော်တော်ကြီးကိုအဆင်ပြေပြီးကောင်းတယ်လို့ဒီညမှာလုံးဝကိုကြီးကျူးကျင်တာပေါ့နော်။ gain တွေပဲဆော့ဆော့ daily usage တွေပဲတုံးတုံးတော်တော်လေးကိုအဆင်ပြေတယ်။အာ gain အရန်ဆော့လို့တော့မကောင်းဘူးပေါ့နော်အဓိကအပြင်တော့သူ display ဆက်လေးနည်းလေးသေးတယ်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ အရန် graphic မြင်နိုင်ဆိုမယ်ဆိုလို့ရှင်တော့ဖုန်းကနည်းနည်းလေးသေးတာဖြစ်တဲ့အတွက်အားကုန်လည်းအရန်မြန်တယ်လို့ပြီးတော့သူဖုန်းကနည်းနည်းလေးပူလာဆိုတဲ့အပိုင်းလေးမှလည်းရှိတာဖြစ်တဲ့အတွက် game အရင်မဆော့ဘူးသူလို့ကျွန်တော်ဒီဖုန်းကပို့ပြီးတော့အဆင်ပြေတယ်။တာမန်ပေါ့ပါတော့ပဲဆော့မယ်ဆိုတော့သူရဲ့အတွက်ပို့ပြီးတော့တင့်တော်တဲ့ဖုန်းလို့ကျွန်တော်ဒီညမှာလည်း recommend ပေးခြင်းပါเนาะ။သူ့ performance ကဘယ်လောက်ထွက်လဲဆိုတော့ကျွန်တော်တို့ကပြထားပြီးတဲ့အတိုင်းပဲပေါ့เนาะ။ performance ကတော့အဲ့လောက်တော့ထွက်တယ်။ဆိုတော့မျိုးလုံးနဲ့မြင်သွားမယ်လို့ထင်တယ်ပေါ့เนาะ။ပြီးရင်သူ့ရဲ့ camera ဘက်ပေါ့။ camera ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ iPhone တွေရဲ့ camera ဖြစ်တဲ့အတွက် ဘာမှအပြီးပြောစရာမရှိတော့ဘူးလို့ပဲပြောရမှာပေါ့နော်ဆို iPhone တွေကဒီ color stable အတိုင်းပဲသူတော့လျှောက် carry လောက်လာတာနေအခုချိန်မှာတော်တော်လေးကိုကျန်းတယ်လို့ပြောလို့ရတယ် main camera ကို48 megapixel ထည့်ထားပြီးပြီးတော့ ultra wide ကိုတော့သူက12 megapixel ထည့်ထားပြီးရပေါ့နော်ဆိုတော့ camera နှလုံးမဲပါတယ်သူက camera နှလုံးကလည်းတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော် tele တယ် tele မလို့ ultra wide ဆိုလည်း ultra wide မလို့ main ဆိုလဲ main လို့တော်လို့အဆင်ပြေပြီးကောင်းတာဖြစ်တဲ့အတွက်ကင်မရာဘက်မှာတော့ဘာမှပြောစရာမရှိဘူးဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်လည်း 4K 60fps ရိုက်လို့ရတာဖြစ်တဲ့အတွက်ဗီဒီယို quality မှာလည်း share ပဲပေါ့နော် selfie ကတော့ပြောနေကြလို့ပဲ तू က 12megapixel ကိုထည့်ထားပေးတယ် 12megapixel မှာ तू ကဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်လည်း 4K 60fps ရတာဖြစ်တဲ့အတွက်ဒီဖုန်းနဲ့ vlogging ယူမဲ့သူတွေအတွက်ကတော်တော်အဆင်ပြေတဲ့ဖုန်းလို့ပြောချင်တယ်မျိုးလုံးနဲ့မြင်လာတာဘာလဲဆိုတော့ကောင်မလေးနဲ့တော်တော်လေးကိုတင့်တော်ပြီးတော့ line မဲ့ဖုန်းလို့တခါတမ်းပြီးတော့ကျွန်တော်ပြောချင်တာပေါ့နော်တော်တော်လေးအဆင်ပြေနိုင်တဲ့ ဖုန်းလိုတက်မှတ်လို့လည်းရတယ်။ Over all rounder ကင်မရာကိုပြန်ချုပ်ပြီးပြောပြပေးရမယ်ဆိုလို့ရှိရင်ကင်မရာ quality ကတော့တော်တော်အဆင်ပြေပြီးကောင်းတယ်။ဗီဒီယိုမှာလည်း share ပဲဖြစ်တဲ့အတွက်ကြောင့် vlogging ယူမဲ့သူတွေအတွက်လည်းဒီဖုန်းကတော်တော်လေးကို recommend ပေးလို့ကောင်းတယ်။ဖုန်းလိုကျွန်တော်တခါတန်းပြီးတော့ထပ်ပြီး recommend ပေးချင်တာပေါ့နော်။ဒီကောင် iBridin ဆိုလို့ရှိရင်လည်း IP68 water and dust resistant ပါတာဖြစ်တဲ့အတွက်ရေစိုးလည်းခံတယ်၊ရေထဲမှာလည်းရဲလို့ရတယ်။ဒီဘိုင်းဒီမှာလည်းတော်တော်လေးကိုစိတ်ချမ်းသာဖို့ကောင်းတယ်။ကိုကညာတာပြီးတော့သုံးနေကြမလို့ဘူးပေါ့နော်။ဒါပေမဲ့တစ်ခုရှိတာကတော့ မဆိုစင်းနဲ့ပေါ့ဗျာ iPhone ဆိုတော့ဖြစ်တယ်ဆိုလို့ရှိရင်ကုန်ကြမ်းရေးကများမှာဖြစ်တယ်တော့ဒါလေးကိုတော့သတိချက်ပြီးတော့ကျွန်တော်ကတော့သုံးစီချင်တာပေါ့နော် so overall on our conclusion ပြန်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီကောင်းကြီးကအခုလက်ရှိချိန်မှာကျွန်တော်အစ်စ်တွေဝင်နေရတော့ကျွန်တော်တွေးချင်မတွေးတချာပဲပေါ့နော်ဒါကတော့ကျွန်တော်တချာမသိဘူးအဲ့ဒါလေးတွေးတယ်ဆိုလို့ရှိရင်အောက်က comment ထဲမှာမှန်းခဲ့ပြီလို့ရတာပေါ့နော် so လက်ရှိ use market မှာရောင်းနေတဲ့ဈေးကတော့ဒီလောက်အစ်စ်တွေရဆိုလို့ရှိရင်တော့ကျွန်တော်မသိရတော့ကျွန်တော်အဲ့ထည့်မပြောတော့ဘူးပေါ့နော် so ဝယ်တင်လားဆိုလို့ရှိရင်တော့ procedure mobile နဲ့ EOC တွေကနေစဉ်းစားနေတယ် အဲပြီးတော့ကိုက iPhone ကိုလည်းအများကြီးလည်းမသုံးချင်ဘူးပေါ့နော်အဲ့လိုမျိုးလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဖုန်းကတော်လေး recommend ပေးလို့ကောင်းတယ်ဒါပေမဲ့တစ်ခုသွားပြီးတော့ပြောလို့ရှိတာကိုကအရင်တော့က 120Hz တွေတောင်းမှုတယ် Pro C တွေတောင်းမှုရတဲ့သူဆိုရင်တော့ဒီဖုန်းကဘလို့မအောင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ CC ရဲ့တစ်ခုတည်းဖြစ်နေတာနဲ့တိုင်နေရပတ်နေတာပေါ့နော်အဲကြောင့်မလို့အဲ့လိုမျိုးလူတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော် Pro C တွေနဲ့ပို့ပြီးတော့ ရွေးစေခြင်းနဲ့ဒီလိုမှမဟုတ်ပဲနဲ့ကိုကအစောင်းနဲ့ 60s ကင်နေတဲ့ iPhone 60s ကင်နေတဲ့သူတော်လကောင်းဒါမှမဟုတ်အခုမှ iPhone ကိုစပြီးတော့ပြောင်းပြီးကင်မဲ့သူတွေအတွက်ကတော့ဒီဖုန်းကတော်တော်လေးအဆင်ပြေပြီးတင့်တော်တဲ့ဖုန်းလို့ကျွန်တော်တခါတည်း recommend ပေးခြင်းတော့ပေါ့နော်ဆိုတော့ကျွန်တော်လည်းမေးမော်နော် brother ဆိုလို့ရှိရင်ဒီဖုန်းဝယ်ဖို့အတွက်စိတ်ကူးရှိတာဆိုတော့ကျွန်တော်ကတော့ CCS ဖြစ်နေရတဲ့တခုတည်းနဲ့ဝယ်ဖို့အတွက်ဘလို့မှအစီအစဉ်မရှိပါဘူးလို့ပြောနေတယ်ပဲဒီနေ့ဗီဒီယိုလို့ဒီမှာပဲဆုံးသက်ချင်ပါတယ်လူကြီးမင်းတို့ရော ီဖုန်းနဲ့ပတ်သက်ပြီးပြောချင်တာလေးရှိတယ်အောက်က comment ထဲမှာဝင်ပြီးတော့မန့်ခဲ့ပြီးလို့ရပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုတော်မြစ်တာရခံကြပါတယ်ကြည့်ရှုအားပေးကြတဲ့တူတူချင်းစင်တာကိုလည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြည့်နေတယ်လို့ဆိုလို့ရှိရင် like and subscribe notify bell နဲ့နေပြီးကူညီပေးဖို့မေးပါနဲ့ကြည့်ရှုအားပေးကြတဲ့တူတူချင်းစင်တာကိုကျေးဇူးများကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ် video တစ်ခုကြမှာပြန်နေဆုံးကြတာပါ